ကိုရင်လေးရဲ့ပူတွေကိုငွေပုံကြီးနဲ့ညင်ပေးခဲ့တဲ့ကိုထုံးမင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မြမပြည်သူခန်းစားနေရတဲ့ဝေဒနာကြောင့်ငငယ်ရွယ်နဲ့အပူမီးတွေတောက်လောင်နေတဲ့ကိုရင်လေးစင်စနာဝါရရဲ့ရှင်တွေကပူမီးတွေကိုအကိုထုံးမင်းကညင်သက်ပေးလိုက်ပြီးပဲဖြစ်ပါရစေ။လူတကာရဲ့ပူမီးတွေကိုညင်ပေးနေတဲ့ကိုထုံးမင်းကခုတစ်ခေါက်မှတော့အကိုကြီးဖရာပီးသားလုံးနဲ့ကိုရင်လေးကိုကိုကြီးဘိုးဆုံးဖြတ်ခဲ့တာလေးဖြစ်ပါရစေ။ လူများရဲ့ကြိုးကိုသိပေါ်နေတဲ့ကျိုးဆောင်တရားဖြစ်တဲ့ကိုတို့မီဟာကိုရင်လေးရဲ့ခန်းစားချက်တွေကိုနားထောင်ပြီးလေကကိုရင်လေးကိုလူတန်းပေးဖို့ဆုံးဖြတ်ထားခဲ့တာပါကိုရင်လေးရဲ့အင်တာဗျူးကိုတော့လူတော်များကြည့်ဖို့ကြမယ်ကျမရင်းတော့ဒီပေပေနဲ့ချင်းနေဆိုလာရင်ညီမလေးရဲ့ဝေဒနာကိုကြည့်ပြီးမကုသပေးနိုင်လို့ဆေးဒုက္ခရောက်နေတဲ့ကိုရင်လေးရဲ့ခန်းစားချက်တွေဟာကြည့်မှုသူတိုင်းကိုစိတ်မကောင်းဖြစ်စေကြတာသိကြပါပြီကိုရင်လေးရှင်စန္ဒဝါရကတော့ညီမလေးကိုသာစွင့်ပူပန်နေပေမယ့်သူကိုယ်တိုင်ကလည်းခက်ခဲတွေနေပါပဲ ကိုရိုင်းကမိသားစုခက်ခဲတွေကြောင့်မိသားစုနဲ့တူမနေရပဲသာသနာ့ဘောင်နဲ့ဝင်ရောက်နေရပေမဲ့သူ့အတွက်ချင်းမြမဖြစ်သူကိုပို့ပြီးတော့ပူပန်နေရလေဖြစ်ပါရည်။ကိုရင်လေးကတယောက်တည်းရုံးကန်နေရတဲ့အမေဖြစ်သူကိုမကြည့်ရတော့တာကြောင့်ရဲ့ကိုရိုင်းကလည်းစန္ဒရှိနေတာမလို့သာသနာ့ဘောင်နဲ့ဝင်ဖို့တွဲဆုံးပြတ်ခဲ့တာလေဖြစ်ပါရည်။ကိုရိုင်းကမိသားစုနဲ့တူနေခြင်းနဲ့စိတ်ကြောင့်ဝင်နေနေရပေမဲ့သူ့အတွက်ပို့ပြီးဝင်နေစီတာကတော့မြမလေးကိုစိတ်မကူနိုင်တာပါ။ကိုရင်လေးကတော့စွန့်ကန်ကြွားပြီးတိုင်းမြမလေးကိုလာကြည့်ပြီး ူမှာပါတဲ့အရာတွေကိုသူညီမကိုပြန်ဆုံးပေးလေးရှိပါရီကိုရင်လေးကသူညီမလေးကိုအမြဲလာကြည့်ပြီးညီမလေးကိုစိတ်ကူးတာပေးခြင်းနဲ့နေကောင်းပြီးတော့ကြောင်းတက်တာမြင်ခြင်းနဲ့ဆိုပြီးမျက်ရည်တွေနဲ့သူ့ရဲ့ခံစားချက်တွေကိုအားလုံးသိအောင်ပြောပြခဲ့တာလေးဖြစ်ပါရီအဲ့လိုမျိုးညီမပေါ်မှာကြားတဲ့ကိုရင်လေးရဲ့မေတ္တာစကားအတန်တွေကိုကြားရတဲ့ပရိသတ်တွေကတော့စိတ်မကောင်းဖြစ်ခဲ့ကြတာသိကြပါပြီကိုရင်လေးရဲ့အင်တာဗျူးကိုမြင်လိုက်တာနဲ့ဘယ်လိုလူတန်းရမလဲ လူချင်းတွေဆိုပြီးတော့အလုံးကစိတ်ဆန္ဒပြင်းပြနေရတယ်လို့ပရိုက်တာကျိုးဆောင်ကိုထုံးမင်းကလည်းအင်တာဗျူးကိုမြင်မြင်ချင်းတူတန်းပြိမယ်ဆိုပြီးတော့ပြောထားတာလည်းဖြစ်ပါရည်ကိုထုံးမင်းကတော့ကိုရင်လေးရဲ့ပို့တော်ကားတွေကိုကြည့်ပြီးကိုရင်လေးပျော်ရွှင်အောင်ညီမလေးကိုစိတ်ကိုပေးနိုင်ဖို့အလူငယ်တွေရှာဖွေခဲ့ပါရည်ကိုထုံးမင်းကအင်တာဗျူးတွေ့ကျင်းမှာပဲအလူရှင်တွေကိုရှာဖွေပေးခဲ့ပြီးအခုဆိုရင်တော့ကိုရင်လေးပျော်ရွှင်အောင်တော့ရလူတန်းပေးနေပြီလေဖြစ်ပါရည် ကိုတော်မင်းကရန်နေနေငယ်နဲ့အလူငွေရှာပွေခဲ့ပေမဲ့လူတန်းသူတွေကအများအပြားရှိနေတာမလို့ရက်တူတွင်ကိုရင်လေးကိုတွားရလူတိုင်းနေခဲ့ပြီလေဖြစ်ပါရီကိုတော်မင်းကကိုရင်လေးရဲ့တောကပူရင်းငိမ့်အောင်ငွေထုတ်ချပြီးတော့ညှိပေးခဲ့တာလေဖြစ်ပါရီမလူခင်မှာကိုရင်လေးပါလို့ဂျင်းနေဆန္ဒရှိလေမိချိန်မှာလေညီမလေးနေကောင်းကောင်းတာပဲပြန်လို့ဂျင်းနေဆိုပြီးတော့ပြောခဲ့တယ်လို့အဖေဖြစ်သူကလည်းသားသမီးတွေကိုရှာကြွေးနိုင်နေဆေးပဲမကုနိုင်တာမလို့စိတ်ကူပေးဖို့တောင်းဆိုခဲ့တာလေဖြစ်ပါရီ ကိုတိုမီကတော့မိသားစုရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်ဆိုပြီးအလွန်ဝေးတင်းတရားချပြီးကိုရင်လေးကိုအံ့ဩပျော်ရွှင်အောင်လုပ်ပေးကြတာလေးဖြစ်ပါရည်။ကိုရင်လေးကတော့အိမ်မက်တာမှမမတ်ဘူးတဲ့ငွေတွေကိုကြည့်ပြီးတော့အံ့ဩရသလိုမြမလေးကိုစိတ်ကူတာပေးမယ်ဆိုပြီးမျက်ရည်တွေနဲ့သူ့ရဲ့စိတ်ကူတွေကိုချက်မှန်ပြောကြားလာကြတာလေးဖြစ်ပါရည်။ကိုတိုမီကိုညီပေးလိုက်တဲ့ငွေကြီးအားကိုရင်လေးတို့မိသားစုအိမ်မက်တောင်မှမဖူးတဲ့ငွေကြီးတွေမလို့တမိသားစုလုံးကတော့ပြောပြတတ်အောင်ပျော်ရွှင်နေပြီလေပြပါရီခရီးကရှင်ယောဂတဲ့တမိလေးကတော့ ။တမီယောဂါသာပြောင်းရင်ကြောင်းပြန်တက်မယ်အမေကိုရှာကျွေးမယ်ဆိုပြီးတော့သူရဲ့စိတ်ကူးလေးကိုပြောလာခဲ့ပါရီ။ကိုတိုမီရဲ့ကုညီဖေးမမူကတော့ဂျင်နာတရားရီနဲ့ပြည့်နေနေတဲ့သူတို့မိသားစုလေးတွေကြောင်းလေးကြီးပြောင်းလေးသွားမှသိကြပါပဲနော်။ဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားဝယ်သတင်းကြောင်းရာတွေပြင်နောက်ထပ်လည်းနှုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရာတွေကိုချိန်နေတဲ့ပြည်ညင်တင်ဆက်ပေးမှာပြလို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်